ားလုံးမင်္ဂလာပါရှင်။အုပ်နိုင်ငံခေတ်ကိုအခန်းဆက်နေနဲ့ဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်။အုပ်နိုင်ငံခေတ်အခန်း136ဟန်ကျုံလန်းတွင်ဇုံဝိသည်တတုကိုခွဲခဲ့ခြင်း၊တင်ကျွန်းတောင်တွင်ဇုံဟုအမတ်ကြီးကိုထင်ပြခြင်း။ရှောင်းချီအနာကပ်ပြောခဲ့သည့်စီမောင်ကျောက်တို့၏စကားမှာ သူ၏လိမ္မာပန်းနှံ့မှုကိုပြခဲ့သည်။ဒီမနေ့တုန်းကအမှုထမ်းတွေကကြောက်ရွံ့နေတာကြောင့် ရှူပြီကိုမတိုက်သင့်ဘူးလို့တားမြစ်ကြတယ်။သူတို့တွေကတော့တက်ကိုဥဆောင်ခိုင်းရင်တေချာပေါက်ရှုံးနေမှာပဲ။ကျောက်ခွေကတော့တေချာအစီစဉ်ဆွဲထားပြီးကြောက်ရွံ့မှုမရှိဘူး။ဒီတော့ရှူကိုတေချာပေါက်အောင်နိုင်မှာဖြစ်ပြီးရှူပြီသူတွေရဲ့နှလုံးကိုထိုးဖောက်နိုင်လိမ့်မယ်။စစ်ရှုံးတဲ့ခေါင်းဆောင်ဟာမကြွားဝါနိုင်တယ်လို့ပြုတ်ကွဲသွားတဲ့တိုင်းကြီးရဲ့အမှုထမ်းတွေဟာလည်းအဲ့ဒီပြီကိုဆက်လက်အုပ်ချုပ်ဖို့မတည်တော်ဘူး။ကျောက်ခွေကကျောက်တို့ကိုစန့်ကျင်ရင်ရှူကလူတွေက သူ့ကိုကူနိုင်မှာမဟုတ်ဘူး။ကျုပ်တို့တက်တွေကလည်းစစ်အောင်နိုင်ပြီးနောက်မှာသူနဲ့အတူတက်စာဖောက်မှာမဟုတ်ပဲအိမ်ပြန်ချင်းကြမှာပဲ။ဒါကြောင့်ဘာမှစိုးရိမ်စရာမလိုပါဘူး။ဒီဟာကိုခမည်းနဲ့ကျုပ်သားတိတဲ့လူဝတ်ချက်အနေနဲ့ထားထားပါ။ရှောင်းချီသဘောပေါက်သွားခဲ့သည်။ကျုပ်ဖွေမှမချီတက်ခင်တွင်အမှုထမ်းတို့ကိုခေါ်ခဲ့သည်။ထိုထဲတွင်တက်စစ်စေးရေးအရာရှိဝေကွန်စစ်ချီစစ်သူကြီးဟိုလျက် စစ်သူကြီးများဖြစ်သော天水、天藏、永兴、祖藏、沙湖神、王白、黄福开、郭阿念တခြားသူများပါဝင်ပြီးအမှုထမ်းစုစုပေါင်း80ခန့်ရှိသည်။ဇုံဝေကကျုပ်ရှစ်ပြည့်တက်အတွက်ခေါင်းဆောင်လိုအပ်တယ်။အဲ့ဒီသူကလန်ခင်းတာနဲ့တတားပြင်တာကျွမ်းကျင်မှရမယ်။ဇာသူရဲ့ကောင်းရွှေစုဤသားဖြစ်သူရွှေရီမအဲ့ဒီပါဝန်ကိုကျွန်တော်ယူပါမယ်။ ကျန်သူတို့ကလည်းသူကလွဲပြီးတင့်တော်တဲ့သူမရှိဘူးဟုထောက်ခံခဲ့ကြသည်ခမည်းကိုတစိုက်တုံပေးလိုက်မယ်ခမည်းကပိန်ပြီးတံမာတဲ့သူဖြစ်တယ်ခမည်းအဖေရဲ့နမည်ကုံလေးရှိတယ်လို့ခမည်းရဲ့လုပ်ဖို့ကိုင်ဖက်တွေကလည်းထောက်ခံကြတယ်ခမည်းရဲ့တမငင်းငါတော်နဲ့ရှီလင်တက်အထောင်ပေါက်ပြီးမှဖြစ်ပြီးဟန်ကျုံးကိုလမ်းသုံးချောင်းနဲ့ချစ်တဲ့ရမယ်အလေတက်ကိုခမည်းကပူဆောင်ပြီးရှစ်တောင်ကြားကသွားပါတဲ့နဲ့နှစ်တက်ကိုတော့ လော့နဲ့ជីဝတောင်ချားကနေပွားစီပါခမားကလမ်းတွေကိုညင်ညာအောင်ပြုတ်ပြင်းရောက်มาဖြစ်ပြီးတထားတွေကိုလည်းပြင်းရောက်มาဖြစ်တယ်ဒါတွေမကလိုင်းကောင်းတွေကိုပါတူပြီးကြောက်တုံးတွေကိုဖယ်ရှားရမယ်ကောင်းကောင်းလှုပ်ဆောင်ပါတစုံတရာနှပ်နေခဲ့ရင်အပြစ်ပေးမယ်ရွှေရီကိုချက်ချင်းထွက်ခွာစီခဲ့ပြီးခေါင်းဆောင်ဖြစ်သူကစစ်တပ်အင်အားတသိန်းနဲ့လိုက်လာပြီးဖြစ်သည်လုံရှိတွင်ရှိသောတောင်အိုက်သည် ရှုကိုတိုက်ရန်အမိန်ရသည်နှင့်စီမောင်ဝံကိုလွတ်ကာ စံတူအားစောင့်ကြည့်ထားစီသည်ထို့နောက်ယုံကျူးနေသောဇူကဲရွှေထင်းဆွေမြို့သောဝမ်ချီလုံရှိမြို့သောဆောင်ဟုံနှင့်ကျင်းချံမြို့သောရန်ရှင်းတို့ကိုခေါ်ကလုံရှိတွင်တပ်သားများကိုစုစည်းစေခဲ့သည်တညသောတန်အိုက်သည်ဟန်ကျုံတို့တွားရန်လမ်းတွင်မြမသောတောင်ကိုတက်ရသည်ဟုမျက်မြင်လေသည်ရတရဲ့သူချေအောင်မှရေတို့ထွက်လာပြီးထိုရေတို့သည်ကြီးမားသောအဟုန်ဖြင့်စူပွက်နေသောကြောင့် သူထိတ်လန့်သွားခဲ့သည် သူချွေးစည်းပြန်ပြီးလန့်နိုးလာခဲ့သည်သို့တော့ထက်အိမ်ရဲ့မကျူးစားတော့ဘဲအာယုံတက်ချိန်အထိထိုင်နေခဲ့သည်မိုးလင်းသည့်အချိန်ဝယ်ပြောင်းလဲခြင်းစာအုပ်ကိုကျဉ်းကျဉ်သည့်ကိုရန်တော်ရှောင်းရွံကိုခေါ်ကအိမ်မက်ကြောင့်ကိုပြောပြီးနမိတ်ဖတ်စေခဲ့သည်စာအုပ်အရာဆိုရင်တောင်ပေါ်ကရေဆိုတာကကျန်းဆိုတဲ့တင်ကိတောက်ကိုကိုစားပြုပါတယ်ဒါကြောင့်အနောက်တောင်မှာကောင်းမွန်ပြီးအရှိမြောက်ကအမင်္ဂလာဖြစ်မယ်ဆိုတဲ့နမိတ်ပါ Confucius ကလည်းပြောမှုပါတယ်။ကျောင်းဆိုတာအနောက်တောင်မှာအောင်မြင်ခြင်းကိုကိုးစားပြုပြီးအရှိမြောက်မှာတော့ကြဆုံခြင်းလမ်းမရှိခြင်းကိုကိုးစားပြုတယ်။ဒီစစ်စင်ရေးမှာစစ်သူကြီးဟာရှင်ပြည်ကိုအောင်နိုင်မှာဖြစ်ပေမဲ့ပြန်လန်းရှိမှာမဟုတ်ပါဘူး။တောင်အိုက်သည်နောက်ထောင်နေရင်းဖြစ်တဖြည်းဖြည်းစိုးရိမ်ကြောင်ကြာလာခဲ့သည်။ထိုအချိန်တွင်စုံခွေထံမှလူရောက်လာပြီးသူနှင့်အတူဟန်ကျုံတို့ချစ်တဲ့ရန်ခေါ်ခဲ့သည်။တောင်အိုက်မှချက်ချင်းပင် သူကရွှေကိုတက်သားတပေါင်းခွဲနှင့်လွတ်ကဇောင်းဝီဤလမ်းကြောင်းကိုပိတ်ထားစေသည်ဝမ်ချီနှင့်ချောင်းဟုံတို့သည်တက်သားတပေါင်းခွဲစီဖြင့်ထာကျုံဤဘေညာနှစ်ဖက်မှတိုက်ရမည်ဖြစ်သည်ရန်ရှင်ကိုမူတက်သားတပေါင်းခွဲဖြင့်ကန်းစုံတို့နှုတ်ကဇောင်းဝီကိုထပ်မံပိတ်ထားစေခဲ့သည်တောက်အိုက်သည်တက်တက်တက်ကိုဥဆောင်ပြီးစစ်ကူလိုသည့်နေရာများကိုတွန်းလာနိုင်ရန်စီမံထားခဲ့သည်သောခွေဤစခန်း၌အမှုထမ်းအလုံးရောက်လာပြီးသူထွက်ခွာမည်ကိုပို့ဆောင်ခဲ့ကြသည် ၎င်းမှာကြီးကျယ်ခန်းနာသောမြင်ကွင်းဖြစ်ပြီးအလံတို့သည် နေရောင်အဝဲတလူလူလွှင့်နေပြီးတန်ချက်ကားနှင့်ခမောက်တို့သည်လင်းလက်နေခဲ့သည်တပ်သားတို့သည်လည်းအာအင်ပြေကမြင်းတို့သည်လည်းကြံ့ခိုင်နေခဲ့သည်အားလုံးမှခေါင်းဆောင်ကိုဂုံပြုတ်ခဲ့ကြသည်သို့သောလူရှိကနှုတ်ဆက်နေပြီးမဲ့ပြုံပြုံနေသည် ထို့နောက်တက်မိုးဝေါန်ရှောင်းသည်လူအုပ်အတွင်းသို့ဝင်လာပြီးမိခဲ့သည်စုံခွေနဲ့တောင်အိုက်တို့ဟာရှုကိုအနိုင်ယူနိုင်မယ်လို့ထင်တယ်လား ယူရှိမသူတို့ကရှူကိုတေချာပေါက်အောင်နိုင်လိမ့်မယ်။ဒါပေမဲ့နောက်ရောက်လုံးပြန်လာနိုင်မှာမဟုတ်ဘူး။ခမည်းကဘာကြောင့်ဒီလိုပြောရတာလဲ။ယူရှိမပြုံးပြီးဘာမှပြန်မပြောခဲ့ပြီ။မိသူကလည်းစမမေးတော့ကြီး။ဝိတက်ကြီးချစ်တက်တဲ့အချိန်ဝင်ကျောင်းဝေမရန်သူတို့တိုက်ခိုက်ရန်ရောက်လာကြောင်းကိုကြားသိခဲ့ရသည်။သူသည်ချက်ချင်းပင်တဝန်လွာတင်းကကာကွယ်ရေးမျိုးကိုပြုတ်လုပ်ရန်တောင်းဆိုခဲ့သည်။ မြင့်ပြန်တက်လက်ဝဲစစ်သူကြီးချမ်းရီကိုရံပင်ခန့်တက်ကိုစောင့်ကြရင်မြင့်ပြန်တက်လက်ရတက်စစ်သူကြီးလျောက်ခွာကိုရင်းပင်တံတားတွင်တက်ဆွဲထားရန်ပြောခဲ့သည်ထိုနေရာနှစ်ခုတို့သည်ဟန်ကျုံမြို့ကိုကာကွယ်ရန်စစ်ဗျူဟာမြောက်နေရာများဖြတ်လေသည်ထို့အပြင်ဘူပြိမစစ်ကိုတောင်းဆိုခဲ့ပြီးသူကိုယ်တိုင်သည်လည်းထားကျုံတွင်တပ်များကိုစုစည်းခဲ့သည်ရှူဟန်တက်ကရစ်စင်ရောက်ပြစမနှင့် AD 964မှာပျော်ရွှင်ဖွယ်ကောင်းသောတူပွားမှု ရောက်ရှင့်ပထမနေ့ဟုပြောင်းလဲခေါ်ပေါ်စေခဲ့သည်။ဇောင်းဝီဤသူမလွာရောက်လာသည့်အချိန်ဝယ်ဧကရစ်သည်သူ၏လက်ယုံတော်ဟွန်ဟောက်နှင့်ပြောပါနေခဲ့သည်။ဧကရစ်မှစာကိုဖတ်ပြီးမိမစိုးကိုပြောခဲ့သည်။တန်အိုက်နှင့်စုပ်ဝေတူဦးဆောင်ပြီးကျုပ်တို့စီချီတက်လာနေပြီလို့ဇောင်းဝီကပြောတယ်။ဘလို့လှုပ်ကြမလို့။အဲ့ဒီလိုမျိုးမဟုတ်ပါဘူး။ကျောင်းဝီကတက်တက်နမိတ်ကြီးချင်လို့လောက်ကျန်ပြိုးနေတာဖြစ်တယ်။အရှင်မင်းကြီးကစိုးရိမ်စရာမလိုပါဘူး။ ျွန်တော်သိတဲ့ပညာရှိအမျိုးသမီးကိုမေးရင်အမှန်ကိုသိနိုင်ပါတယ်။သူကအနာဂတ်ကိုဟောပြောနိုင်တဲ့သူဖြစ်တယ်။ကျွန်တော်သူ့ကိုခေါ်လိုက်ရမလား။ဒုတိယအေဂရစ်မသဘောတူလိုက်သောကြောင့်ဝိညာဉ်တို့နဲ့ဆက်သွဲရင်တင့်တော်သည့်အခန်းတစ်ခုကိုစီစဉ်ခဲ့လေသည်။ထိုအခန်းတွင်အမွေတိုင်းပန်းစာရွက်ဖျောင်းတိုင်နဲ့မိရှုရန်စကူများသာထားရှိပြီးနောက်ဟောင်းဟောက်သည်လေးရင်နှင့်အတူသွားကထိုအမျိုးသမီးကိုဖိတ်ခေါ်ခဲ့သည်။ ထို့အမျိုးသမီးရောက်လာပြီးနဂါပလင်ပေါ်တွင်ထိုင်စေခဲ့သည်ဒုတိယဧကရမအမွေးတံကိုထုံးလိုက်ပြီးဆုတောင်းသောအခါထိုအမျိုးသမီးသည်သူ့စပင်ကိုဖားလျားချလိုက်ပြီးဖက်နှက်ကိုချက်ကကခုန်နေခဲ့လေသည်သုံးလီခောက်ခန့်ကခုန်ပြီးသောအခါသူကစပွဲပေါ်တွင် ခွေနေခဲ့သည်ဟွန်ခေါ့မှဝိညာဉ်ဝင်ပူပါပြီအားလုံးကိုအပြင်ထွက်စေပြီးဆုတောင်းပါထို့ကြောင့်အစီအပါတို့ကအပြင်သို့ထွက်စေပြီးဒုတိယဧကရသည် ထိုအမျိုးသမီးကိုအနူးအညွန်တောင်းပန်ခဲ့သည်ထိုအမျိုးသမီးမှရုတ်တရက်ပြောသည်ငါကအနောက်ဖက်မြစ်ပြည်နယ်ရဲ့နေဆောက်နှစ်ပင်ဖြစ်တယ်အရှင်မင်းကြီးကအေးချမ်းသာယာမှုကြောင့်ပျော်ရွှင်နေရမှာဘာကြောင့်တခြားဟာတွေကိုမြင်းမြန်းရတာလဲနေ့အနေငယ်ကြရင်ဝေပြည်ဟာအရှင်မင်းကြီးရဲ့လက်အောက်ရောက်လာလိမ့်မယ်ဘာမှစိုးရိမ်စရာမလိုပါဘူးထိုညဝဲဇောဝေသည် သူ့ရွက်ပြင်တဲရှိစပွဲပေါ်တွင်မှောက်ပြီးအိတ်ပြောသွားခဲ့သည်။ရုတ်တရက်လေးအင်းတစ်ချက်တိုက်ကအဖြူရောင်တာအုံဝတ်စုံခေါင်းဆောင်ကိုဝတ်ဆင်ထားကအနှက်ရောင်ခပန်းကျူးနှင့်ငက်မွေးရက်တောင်ကင်ထားသူကိုမြင်လိုက်ရသည်။ထို့သူဤပုံမှန်တံမှာစောက်စိတ်ကဲ့သို့တင့်တယ်ပြီးမိရဲသောနှခမ်းကြည်လင်သောမျက်လုံးများရှိလေသည်။ထို့သူသည်နတ်ဖျားကဲ့သို့တည်ငြိမ်စွာလှုပ်ရှားခဲ့သည်။ကျောင်းဝေးမှာထားကလူကြီးမင်းကဘယ်သူပါလဲ။ ဒီမနေ့တုန်းကခမည်းရဲ့ကျင်နာမှုကိုပြခဲ့တာကြောင့်ကျုပ်ကစကားပြောဖို့ရောက်လာတာဖြစ်တယ်။ဟန်တွေဆုတ်ယူလာတာဟာကောင်းကင်ရဲ့စံတာဖြစ်ပြီးဒါကိုရှောင်လွှဲလို့မရဘူး။ဒါပေမဲ့စစ်ပွဲတံကိုခံရမယ့်အနောက်ဖက်နယ်ကလူတွေကိုတော့တနာတင်ပါတယ်။ခမည်းကရှေ့တန်းကိုဖျက်ချော်သွားရင်လူတွေကိုရက်ဆက်စွာမတတ်ပါနဲ့။ထို့သူသည်မိကုန်းကိုမပြေတော့ဘဲလက်ကိုဝေ့ရင်းပြီးပြောက်ွယ်သွားခဲ့သည်။ ဇောဝေတီထလာပြီးသူအိမ်မက်မက်နေမှန်းတည်သွားခဲ့သည်။သို့တော်လည်းဂျူကင်းလျံဤဝိညာဉ်ကသူ့ထံလာခဲ့သည်ဟုခံစားမိပြီးအံ့ဩသွားခဲ့သည်။ထို့နောက်ရှေ့ပြေတက်ကို အဖြူရောင်အလံလွင့်ထူစေခဲ့ပြီး ထိုအလံပေါ်တွင်တိုင်းပြည်ကိုလုံခြုံစေပြည်သူများကျေနပ်စေဟုသောစာကိုရေးထားခဲ့သည်။၎င်းမှာပြည်သူတို့အပေါ်ဖိနှိပ်မည်မဟုတ်ကြောင်းကြေညာချက်ပင်ဖြစ်သည်လူတဦးတယောက်ကိုမြည်သည့်အကြောင်းမှမရှိဘဲတတ်ခဲ့လင် ထို့အပြစ်ကျူးလွန်သူကိုတေးတံပေးမည်ဖြစ်သည်ထို့သို့သောဆောင်းရှောက်မှုအပေါ်ဝမ်းမြောက်ခြင်းနဲ့ခဲ့ကြပြီးကျူးကျော်လာသူတို့အားနေရာတိုင်းဝယ်ကျူးဆူခဲ့ကြသည်ဇုတ်ဝေကလည်းတာမန်ပြည်သူတို့ကိုဒဏ်ရာအနာတရမဖြစ်စေရအောင်ဂရုစိုက်ပြီးပြည်သူတို့အားငြိမ်းချမ်းစေခဲ့သည်ထာကျုံးတွင်ရှိသောဇောင်းဝေသည်ရန်သူတို့ကျူးကျော်လာသည်ကိုကြားသိရသောအခါသူ၏စစ်သူကြီး၃ဦးတို့အားရန်သူတို့ကိုတိုက်ရန်စာပို့ခဲ့သည်ထိုစစ်သူကြီးတို့မှာဇန်းရီ၊လျော်ဟွာနှင့် တုံးကျွေတို့ဖြစ်သည်သူကိုယ်တိုင်မှမူရောက်လာနိုင်မည့်ရန်သူတို့အားခုခံရန်ပြင်နေခဲ့သည်မကြာမီတွင်ပင်ရန်သူတို့ရောက်လာခဲ့သည်ခေါင်းဆောင်မှခင်းဆွေမျိုးစားဝေါင်ချီဖြစ်သည်အနည်းသူရောက်သောအခါဝေါင်ချီမှကျုပ်တို့တပ်တွေကအင်အားတန်းနေချီတယ်စစ်သူကြီးတွေက ထောင်နဲ့ချီပြီးရှိတယ်ခမည်းကိုတိုက်တဲ့တပ်ကအင်အားနှသိမ့်ရှိပြီးတော့ဆောင်တူးမျိုးကြာသွားခဲ့ပြီဒါတော့မှခမည်းကလက်နဲ့မချသေးဘူးဆိုတော့ကောင်းကင်အမိန့်ကို မသိနားမလည်ဘူးနဲ့တူတယ်။ကျောင်းဝေမောက်ထိုစကားကြောကိုဖြတ်လိုက်ပြီးလမ်းကိုကိုက်လျက်ချစ်တက်လာခဲ့သည်။ဝမ်ချီသည်သုံးကွက်ခန့်ခုခံပြီးနောက်ထွက်ပြေးသွားခဲ့လေသည်။ကျောင်းဝေကအနောက်မှလိုက်လေရာခုနှစ်မိုင်ခန့်အကွာတွင်လမ်းကိုပိတ်ထားသည့်တပ်ဖွဲ့ကိုမြင်လိုက်ရသည်။ထိုတက်အလံကိုကြည့်လိုက်သောအခါ လုံရှိမျိုးစားချောင်းဟုံဤတက်ဖြစ်မှန်းသိလိုက်သည်။ကျောင်းဝေမှပြုံးပြီးကျက်တေကကျုပ်ကိုရှင်လို့နိုင်မှာမဟုတ်ဘူး။ သူဤတက်တုတ်ကိုဥဆောင်ပြီးရန်သူတို့ကိုတိုက်ရာရန်သူတို့ဆုတ်ခဲရသည်။သုံးမိုင်အကွာအထိလိုက်ပြီးနောက်ဝဲတောင်အိတ်ဤတက်ပေါ်လာသောကြောင့်တိုက်ပွဲဖြစ်ခဲ့ပြန်သည်။တိုက်ခိုက်စိတ်ပြင်းပြနေသောကြောင့်ဝေသည်တောင်အိတ်နှင့်ရင်ဆိုင်ခဲ့တော်လဲအနိုင်အရှုံးမပွဲခဲ့ပြီးထိုအချိန်ဝဲရှူတက်ဤအနောက်ဘက်မှမောင်းတန်တုတ်ကိုကြားလိုက်ရပြီးနောက်ထပ်ရန်သူတို့ဤအရေးအယောင်များကိုတွေ့ခဲ့ရသည်။ကြောင့်ဝေသည်သူလာသည့်လမ်းအတိုင်းပြန်ဆုတ်ခဲ့ရာတည်င်းတစ်ခုကိုကြားခဲ့ရသည်။ကျင်းချောင်မြူစာ ရန်ရှင်းကကောင်းစုကစခန်းတွေကိုဖျက်ဆီးလိုက်ပြီး၎င်းမှာတည်င်းဆိုးဖြစ်သည်သူဤစစ်သူကြီးတို့အားတောင့်အိုက်ကိုခုခံထားရန်အမိန့်ပေးခဲ့ပြီးသူကိုယ်တိုင်မှမူစခန်းတို့ကိုပြန်သိမ်းရန်သွားခဲ့သည်လမ်းတွင်ရန်ရှင်းနှင့်တွေ့ခဲ့ပြီး၎င်းမှာစောင့်ဝီနေမရှိနိုင်သောကြောင့်တောင်ကုန်းပေါ်သို့သွားခဲ့သည်စောင့်ဝီသည်အနောက်မှလိုက်ခဲ့တော့လေမဆောက်သောနေရာအနားဝယ်ရန်သူတို့ကကြောက်တုံတစ်တုံများပစ်ချလာသောကြောင့်ဆက်မလိုက်နိုင်တော့ပေစောင့်ဝီသည် သူထွက်လာခဲ့သည့်တိုက်ပွဲအတွင်းသို့ပြန်သွားရန်ဆုံးဖြတ်လိုက်သည်။သို့သောလမ်းတွင်ဝိတက်ကြီးနှင့်တွေ့ခဲ့သည်။အဖက်ကြောင့်ဆိုသောသူ၏စစ်သူကြီးတို့သည်တောင်အိုက်လက်အောက်တွင်ရှုံးနေသွားခဲ့ခြင်းကြောင့်ဖြစ်သည်။ဂျောင်းဝေသည်အဝိုင်းခံခဲ့ရသောလေရုတ်တရက်ထိုးပေါက်ကတက်စခန်းကြီးစီသို့ဥတီခဲ့လေသည်။ထိုစဉ်နောက်ထပ်တည်ရောက်လာခဲ့လေသည်။ကျောင်းခွေကရန်ဖင်ခန်တက်ကိုတိတ်လိုက်ပြီးကျောင်းရှုကလက်နဲ့ချသွားတယ်။ဖူချန်ကတော့တိုက်ပွဲမှာကြာသွားပါပြီ ဟန်ကျုံကဝီရီလက်ထဲကျသွားခဲ့ပြီဟန်ကျုံမြို့ကျသွားတာနဲ့ရွေးချန်ကဝမ်ဟန်နဲ့ဟန်ချန်ကစံပင်းတို့ဟာလေသူတို့ရဲ့မြို့တကားတွေကိုဖွင့်ပြီးလက်နဲ့ချခဲ့တယ်။ခုကြီးကတော့စစ်ကူတောင်းဖို့ချန်တူးကိုတွားနေပါပြီ။ထို့တရင်ကြောင့်စံဝေမှာစိတ်ညစ်သွားခဲ့ပြီးစခန်းတို့ကိုဖျက်ကဟန်ကျုံတို့ချစ်တက်ခဲ့လေသည်။ထို့ညဝဲရှူတက်တို့သည်ရှစ်တန်းမြေခန့်တက်တို့ရောက်လာခဲ့သည်။ ရန်ရှင်ဥဆောင်တိတက်ကလမ်းကိုပိတ်ထားခဲ့သောကြောင့်ចောင်းဝီကရန်သူနှင့်တိုက်ခဲ့ရပြန်သည်။ចောင်းဝီသည်ဒေါသထွက်လာခဲ့သည်။ရန်ရှင်ကထွက်ပြေးသွားရာညာသုံးစင်းဖြစ်ပြတ်တော်လဲတခါမှမထိမှန်ခဲ့ပေ။ចောင်းဝီသည်မြားကိုဘေးတွင်ခြောက်ကလမ်းကိုကင်ပြီးမြင်းစည်းကလိုက်ခဲ့သည်။တို့တော်လဲမြင်းကချောသွားပြီးလူကမြေပေါ်ကျသွားခဲ့သည်။မြင်းပေါ်တွင်မရှိတော့သောចောင်းဝီကိုတတ်ရင်ရန်ရှင်ကပြန်လည်လာခဲ့သည်။တို့တော်လဲចောင်းဝီက ရောင်ရှင်းရင်းဤဥကောက်ကိုလှမ်းဖြစ်ထိုးလိုက်သည်ကြံသောဝိတ္တသားတို့ကရောင်ရှင်းကိုကိုရန်ကြောက်လာခဲ့သည်ဇောင်းဝေကသူ့နောက်လိုက်ဤမြင်းကိုတုံးကရန်သူ့နောက်တို့လိုက်တဲ့အချိန်ဝင်တောင်းအိုက်သည်အနောက်ဖက်မှရောက်လာကြောင်းသိခဲ့ရသည်နောက်ရောက်လာသည့်ရန်သူတို့နှင့်မတိုက်နိုင်မှန်းသိသောအခါဇောင်းဝေမှတက်တုတ်ကိုစူးစီးကဟန်ကျုံတို့ပြန်ဆုတ်ခဲ့သည်တို့တော့ကင်းထောက်တို့မှတည်င်းပို့ခဲ့သည်ကျွန်တော်တို့တတ်ဆုတ်လမ်းဖြစ်တဲ့ရင်းဖင်တံတားကို ယုံကျုံးနေစားကျုကဲ့ရွှေကပိတ်ထားပါတယ်။ထို့ကြောင့်ဇောင်းဝေသည်ရန်နာခဲ့ပြီးတောင်ပေါ်တွင်စခန်းချထားခဲ့သည့်ရှစ်တိုးမရနောက်ဆုတ်မရဖြစ်သည့်အချိန်ဝင် ဝန်းနေစွာဖြင့်ရေယူခဲ့သည်။ကောင်းကင်ကြီးက ကျုပ်ကိုဖျက်ဆီးချင်ပုံပဲစစ်သူကြီးတူဖြစ်သောနင်းဆွေမထို့နောက်၎င်းအမျိုးသမီးသည်ရေပေါ်လဲကျကမိမျောသွားခဲ့သည်။အချိန်အတန်ကြာမှတတိပြန်လဲလာသည်။ဒုတိယဧကရတီလဲ ထိုဟောပြောမှုကိုနှစ်ချိုက်သောကြောင့်ဆုလက်ကြီးများကိုချီးမြှင့်ခဲ့လေသည်ထို့အပြင်ထိုအမျိုးသမီးပြောသမျှတို့ကိုယုံကြည်ခဲ့ရလေကကျန်းဝေ၏အကြံပေးမှုကိုပြည့်လျူရှုခဲ့လေသည်ထို့နောက်ဧကရစ်သည် အပျော်အပါးတို့ကသာ အာယုံဆိုင်ခဲ့ပြီးစစ်သူကြီးထံမှလာသည့်စာမန်သမျှတို့ကိုဟွန်ဟောက်မှကြားဖြင့်ယူထားခဲ့သည်ထို့ချိန်တွင်ကျုံဝေသည်ဟန်ကျုံတို့အလျင်အမြန်ချီတက်လာခဲ့သည် ရှေ့ပြစ်တက်စစ်သူကြီးရွှေရည်သည်ဂုံဒူးဆောင်လို့သောကြောင့် သူ့တက်တူကိုနန်းချန်းတို့ချစ်တက်ခဲ့သည်သူ့ဤအမှုချမ်းတို့အားကျုပ်တို့တွေဒီခံတက်ကိုသာသိမ့်နိုင်မဲဆိုရင်ဟန်ကျုံးကိုတိုက်ရိုက်ချစ်တက်နိုင်မှာပဲခန်စစ်ကအားနေတယ်ထို့နောက်ခံတက်ကိုသိမ့်ရင်ချစ်တက်ကြပြီးသူ့ထက်ကအပြိုင်သွားကြသည်သို့တော့နန်းချန်းကိုကောက်ွယ်သည့်စစ်သူကြီးမှာလူရွှင်ဖြစ်ပြီးရန်သူတို့ချစ်တက်လာမည်ကိုတတင်းကြိုတင်ရထားခဲ့သည်ထို့ကြောင့်တဒါးဤနှစ်ဖက်လုံးတွင်ဒူလေးနှင့်လေးတပ်သားများကိုခြားထားခဲ့သည် တိုက်ခိုက်သည့်တပ်များပေါ်လာသည်နှင့်အတံဖြစ်အချက်ပေးလိုက်ရာမြာမိုးများရွာကျလာခဲ့သည်ဝိတက်များစွာကျဆုံးခဲ့ပြီးရွှီရီဤတမရှုံနေသွားခဲ့သည်ရွှီရီသည်ပြန်လာပြီးသူ့ရှုံနေမှုကိုအကြောင်းပြန်ခဲ့သည်ဇောက်ဝီသည်မြင့်တီတော်တရားနှစ်အတူအခြေအနေကိုထောက်လန်းခဲ့သည် ရန်သူတို့မှမြားတို့ဖြင့်လှမ်းပစ်သောကြောင့်ထွက်ပြေးခဲ့ရလေသည်လူရှင်သည်တပ်သား900နှစ်အတူလိုက်ရာဇောက်ဝီမှမြင်းကိုကစုံဆိုင်စီခဲ့သည် မြင်းခွာကမြတ်သွားသောကြောင့်ဇုံးခွေမှာကြလူနေပါဖြစ်သွားခဲ့သည်မြင်းသည်လွတ်အောင်မယုံနိုင်သဖြင့်ဇုံးခွေသည်မြင်းပေါ်မှဆင်းကာခြေချင်းရှောက်ခဲ့ရလေသည်သူသည်တံတားအတိုင်းဆင်းသည့်အချိန်တွင်လူရှင်ကလှံကိုကင်ပြေးလိုက်လာလေသည်ဇုံးခွေ၏နောက်လိုက်တဦးဖြစ်သည့်ရှင်ခိုင်မှများဖြင့်တန်းပြစ်လိုက်ရာလူရှင်ကို ထိမှန်ပြေးလဲကျသွားခဲ့လေသည်ကံကောင်းစွာဖြင့်ရန်သူကိုမျက်မှန်ခဲ့သည်ကိုမြင်သောအခါဇုံးခွေမှပြန်လေကသူ့တက်တုတ်ကိုတိုက်ရန်အချက်ပေးလိုက်သည် ူတို့တင်ပြေးပြေးတက်ခတ်ခဲ့ရကာကွယ်သူတို့နဲ့တိုက်ခိုက်သူတို့ရောနှောနေသဖြင့်မြားသမားတို့မှမပြည့်ရဲကြတော့ပေထို့ကြောင့်စုံးဝေသည် ခုခံသူတို့အားအနံ့ယူခဲ့ပြီးခံတက်ကိုတင်ယူနိုင်ခဲ့သည်ကာကွယ်သူတို့တင်တက်ပြတ်သွားခဲ့သည်ခံတက်ကိုတင်ပြီးနောက်ပဲစစ်သူကြီး၏အသက်ကိုကယ်တင်လိုက်သော ရွှင်ခိုင်အားဆုလက်များပေးခဲ့လေသည် သူကိုကိုရန်တော်အဖြစ်ရာထူးတူးပေးခဲ့ပြီးမြင့်တကောင်နဲ့တန်ချက်ကတစ်ခုလက်ဆောင်ပေးခဲ့သည် ဇောက်ဖွေမှာရွှေရီကိုစကန့်အတွင်းသို့ခေါ်ကသူဤပို့ရော့မှုအပေါ်အပြစ်တင်ခဲ့သည်ခမရကိုရှစ်ပြစ်တက်ခေါင်းဆောင်တာဝန်ပေးပြီးလမ်းတွေကိုပြင်ကိုင်းခဲ့တယ်ခမရရဲ့အတိတ်ကတာဝန်ကတရားတွေကိုကောက်အောင်လုပ်ဖို့ပဲဒါပေမဲ့တရားပေါ်မှာကျုံရင်းကချေကျွန်သွားခဲ့ပြီးတုတ်တောင်လဲကြမတက်ဖြစ်သွားတယ်တော်သေးတာကအနည်းမှာရွှင်ခိုင်ရှိလို့ကျုပ်ကိုကဲလိုက်တာမဟုတ်ရင်ကျုပ်ကသိဆုံးရမှာခမရကအမိကိုကောင်းကောင်းမလုဆောင်နိုင်ခဲ့တာကြောင့်အပြစ်ဒဏ်ခံယူရမယ် ထို့သူအားတည်တံပီးရန်အမိန့်ချလိုက်လေသည်တခြားစစ်သူကြီးတို့မှဝိုင်း၍တောင်းပန်ကြသည် သူဖခင်ကရွှေချူဖြစ်ပြီးတိုက်ပြအပေါ်ကောင်းကောင်းပေးဆက်သွားခဲ့ပါတယ်ဥပဒေအတိုင်းမလုပ်ရင်စီကန်းဆိုတာဘယ်ရှိတော့မလဲတည်တံကိုချမှတ်စေလိုက်ပြီးရွှေရည်ဤကောင်းကိုနမူနာအဖြစ်ပြထားခဲ့သည် ထို့သို့လှုပ်ဆောင်မှုကြောင့်အမှုထမ်းတို့မှစောင့်လန့်ခဲ့သည်ရှူဖက်မှဝါဟောင်းသည် ရွေးချောင်း၌တဆွဲထားပြီးစံပင်းသည်ဟောင်းချောင်းတွင်ရှိခဲ့သည် ရန်သူတို့ကအင်အားအလုံးအရှင်းဖြင့်ရောက်လာတော့ကြောင့်သူတို့သည် ထွက်ရင်းမဆိုင်ဖို့ပဲတကားတို့ကိုပိတ်ကားခန်းစစ်အနေဖြင့်သာနေခဲ့သည်စုံဝေးမှအမိန်ထုတ်ခဲ့သည်လင်းမြန်မှုဟာစစ်ပွဲရဲ့အသက်ပဲလုံးဝမရနာနဲ့ရွေးချောင်ကိုဝိုင်းရန်လီဖူကိုတာဝန်ပေးခဲ့ပြီးရွှင်ခိုင်ကဟောင်ချောင်ကိုတိုက်ရပေးမည်စုံဝေးဥဆောင်သောပြမတက်ကရန်ဖင်ခန်တက်ကိုသိမ်းပြီးဖြစ်သည်ရှုစစ်သူကြီးဖူချောင်သည်ခန်တက်တွင်ရှိနေခဲ့ပြီးသူဤလက်အောက်ဆောင်ရှုနေ တိုင်ပင်ခဲ့သည့်ကျောင်းရှူကကာကွယ်မှုကသာဦးစားပေးလိုခဲ့သည်တခြားနည်းတွေလှုပ်ဆောင်ဖို့ရန်သူကအင်အားကြီးလွန်းနေကျုပ်တို့အဲ့ဒီလိုမမြင်ဘူးသူတို့တွေကခြိတက်လာရတာပင်ပန်းနေပြီကျုပ်တို့တွေကြောက်เสียရမလိုဘူးကျုပ်တို့အပြင်ထွက်ပြီးမတိုက်ဘူးဆိုရင်မြို့နှမြို့လုံးကြရှုံးကုန်မှာဖြစ်တယ်ကျောင်းရှူကညီတို့မှပြန်မပြောခဲ့ပြီမကြမီတွင်ရန်သူတို့ရောက်လာရအမှုထမ်းတဲ့ရောက်လုံးသည်တတိုင်းပေါ်တက်ကကြည့်ရှုခဲ့သည် ဇုတ်ဝေမှာထိုသူတို့ကိုမြင်သည်နှင့်အော်ပြောခဲ့သည်ကျောက်လက်အောက်မှာတပ်သားတသိန်းရှိတယ်ခမည်းတော်လက်နဲ့ချမယ်ဆိုရင်အခုလက်ရှိယာဒူးထက်မြင့်တဲ့ယာဒူးကိုခန်းစားရမှာဖြစ်တယ်ခေါင်းမာပြီးစက်ခုခံနေမယ်ဆိုရင်တော့ကျုပ်တို့ခံတက်ကိုသိမ်းပြတာနဲ့ခမည်းတော်သိဆုံးရမယ်ယတနာရောကျောက်စီခဲရောကတူညီတဲ့ဖြစ်စီမှုကိုခံရမှာပဲထိုစကားကြောင့်ဖူချောင်ဒေါသထွက်သွားခဲ့ပြီးခံတက်ကိုကာကွယ်ရင် ကျောင်းရှူအားတာဝန်ပေးကသူကိုယ်ရိုင်မှမူတက်သုံးထောင်နှစ်အတူထွက်တိုက်ခဲ့သည်။ဇောက်ခွေကဆုတ်ခွာသွားရာဖူချန်ကအနောက်မှလိုက်ခဲ့လေသည်။သို့သောမကြာမီတွင်ပင်ဝီတက်ကပြန်လည်လာပြီးတိုက်ခဲ့လေသည်။ဖူချန်ကသူ့စခန်းဖက်သို့ပြန်လည်ခဲ့တော့လေခန်တန်နာရောက်သောအခါဝီအလန်တို့ထောင်ထားသည်ကိုတွေ့လိုက်ရသည်။ခန်တက်တွင်ရှူအလန်မရှိတော့ပေ။ခန်တက်ထဲတွင်ကျောင်းရှူမှကျွန်တော်လက်လက်ချပါမယ်ဟုလမ်းခေါ်ခဲ့သည်။ ဖူချောင်မဒေါသထွက်သွားခဲ့သည်ကျေးဇူးကံပြီးတစ္ဆာဖောက်တဲ့ကောင်မင်းလောကကလူတွေကိုဘလို့မျက်နှာပြမလဲဖူချောင်သည်ပြန်လှည့်ပြီးရန်သူတို့ကိုထံပံရင်ဆိုင်ခဲ့လေသည်သူသည်မကြခင်အဝိုင်းခံခဲ့ရပြီးရွတ်ရွတ်ချွန်ချွန်တိုက်ခဲ့တော်လဲမအောင်မြင်နိုင်တော့ပြီသူတက်သားတို့မှာတယောက်ပြီးတယောက်လဲကြကုန်ပြီးဆယ်ပုံတစ်ပုံသာကျန်တော့သည်အသက်ရှင်နေချိန်မှာရှူပြည်ရဲ့လက်အောက်ခံဖြစ်တယ်လို့သေသွားရင်လည်းရှူပြည်ရဲ့ဝိညာဉ်ပဲဖြစ်ရမယ် ထုတ်ထုတ်ပြောပြီးတိုက်ပွဲဤအလေတဲသို့တိုးဝင်သွားခဲ့သည်သူ့မြင်းမှာလဲကျသွားခဲ့ပြီးသူကိုယ်တိုင်မှာလည်းဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသည့်အချိန်တွင်ကိုကိုကိုအဆုံးစီရင်ခဲ့သည်ဇောက်ဖွေသည်ရန်ဖင်ခန့်တက်ကိုတင်ပြီးနောက်ရိတ်ခါနှင့်လက်နှင့်အများအပြားကိုတင်ယူနိုင်ခဲ့သည်စားတော့ပွဲကြီးတည်ခင်းခဲ့ရာ ထုံညတွင်ရန်အောင်မြို့၌စခန်းချခဲ့သည်သို့တော့ညအချိန်တွင်လူတို့အော်ဟစ်နေသည်ကိုကြားသောကြောင့် ရန်သူတို့လာတိုက်သည်ဟုမှတ်ပြီးစုံဝေးထလာသည် အတန်တို့မှပြန်ငြိမ်သောသဖြင့်သူအိယာတို့ပြန်လာခဲ့သည်သူနှင့်တတ်တခုလုံးမှအိမ်မပြုံနိုင်ခဲ့ပြီနောက်ညတွင်လည်းထိုအတိုင်းပင် ဖြစ်ခဲ့ပြန်သည်ထိုအတန်တို့မှအနောက်တောင်ဖက်မှဖြစ်သည်မနက်မိုးတောက်ရန်အချိန်တွင်ကင်းထောက်တို့ကိုလွတ်ပြေးစုံစမ်းစေသည်သူတို့သည်သုံးမိုင်ခန့်ထိသွားခဲ့တော့လေရှူတက်ဤအရေးအယောင်ကိုမမြင်ခဲ့ရပေ။ဇောဝေသည်မကျင်းတဲ့ပေမြင့်တီတော်တရားနှစ်အတူစူးစဲရန်သွားခဲ့သည်။ သူတို့သည်ခက်ချန်သည့်တိမ်မြောင်းဝန်ရံနေသောတောင်ကုန်းတစ်ခုကိုတွေ့ခဲ့သည်တောင်ထွတ်မှာမြူတို့အုံဆိုင်နေခဲ့သည်ဇုံဝေမှာလမ်းပြတို့ကိုမေးခဲ့သည်အဲ့ဒီတောင်ကဘာတောင်လဲတင်ကျွန်းတောင်လို့ခေါ်ပါတယ်ဒီတောင်ပေါ်မှာရှောက်ဟူရွံအသက်ဆုံးသွားတာဖြစ်ပါတယ်ထိုစကားတို့မှာစိတ်ပြက်ပွဲကောင်းတော့ကြောင့်ဇုံဝေသည်စခန်းသို့ပြန်လာခဲ့ပြီးနောက်စိတ်ညစ်နေခဲ့သည်တောင်ခွေနားသို့ရောက်သောအခါပြင်းထန်သောလေတို့တိုက်ခတ်ပြီးထိုလေတို့နှင့်အတူ ညင်ပေါင်းများစွာတို့သည်တိုက်မြင့်အတွင်ဆင်းလာခဲ့သည်စုပ်ဝိဥဆောင်သည့်တပ်တစ်ခုလုံးမှကြောက်လန့်သွားခဲ့သည်စစ်သူကြီးအများအပြားမှညင်ပုံမှပြောက်ကျောက်သွားခဲ့လေသည်သူတို့ခံတက်တို့ပြန်ရောက်သောအခါလူတယောက်မှမပြောက်ခဲ့ဘဲလဲကျသွားခြင်းကြောင့်သာပုံရပဲ့ရများသာရှိခဲ့သည် လူအများစုတို့မှခံပေါင်းများပြန်မပါလာခဲ့ပြီအာလုံးဝိညာဉ်မြင့်တက်တို့ကိုတွေ့ခဲ့ရပြီးအနည်းတို့ကတ်သောအခါလေးနှစ်အတူပြောက်ွယ်သွားခဲ့သည်ဇောက်ွေမှ လက်လက်ချသွားသောရှုစစ်သူကြီးຈန်းရှုအားတင်ကျွန်းတောင်ပေါ်မှာထူးခြားတဲ့ပုံကူတွေများရှိသလားမရှိပါဘူးဇူကေလျံရဲ့အုတ်ကူပဲရှိပါတယ်ဒါဆိုဒါကဇူကေလျံကိုထင်ပြတာပဲဖြစ်မယ်သူ့ကိုပူဇော်ရမယ်ထို့နောက်လက်ဆောင်တို့ကိုပြင်ဆင်စေကနောက်တကောင်ကိုတက်စီပြီးနောက်အုတ်ကူတွင်ပူဇော်ခဲ့သည်ထို့သို့လှုပ်ဆောင်ပြီးနောက်လေငိမ့်သွားခဲ့ပြီးမောင်မဲနေသည့်တိမ်တိုက်သူသည်လည်းကင်းစင်သွားခဲ့သည်ပြီးနောက် အေးမြသောလှေနှင့်အတူမူးတပွဲပွဲရွာသွန်းခဲ့ပြီးနေသာလာခဲ့သည် သူကိုပူဇော်ပတ်သမှုကို လက်ခံသူကိုမြင်ရသဖြင့်ဝမ်းမြောက်ပြီးစခန်းသို့ပြန်လာခဲ့လေသည်ရှင်သူတွေကယင်းဖင်တံတားကိုပိတ်ထားရဆိုရင်ယုံကျိုးမှလူအင်အားနည်းနည်းပဲရှိလိမ့်မယ်ကျွန်တော်တွေကခုံဟန်တောင်ကြားကတစင်သွားမယ်ဆိုရင်သူတို့တွေကတံတားကိုစွန့်ပြီးမြို့ကိုကာကွယ်ဖို့ပြန်သွားရမှာပဲတံတားမှာရှင်သူတွေမရှိတော့တာနဲ့ စစ်သူကြီးကစောင့်မောင်းခံတက်ကိုတော့ပြေးဟန်ကျုံးကိုပြန်သိမ်းဖို့လုပ်ရမယ်။ထိုစီစဉ်သည်ဖြစ်နိုင်သောကြောင့်ဇန်ဝေမှစစ်တပ်အားယုံကျူးသူတော်မြင့်ပုံရှင်ခုံဟောင်းတောင်ကြားသို့ခြေတက်စေသည်။ထိုတည်င်းကိုရင်းဖင်တထားတွင်ရှိသောကျူးကဲရွှေဇာတိသောအခါအံ့ဩသွားခဲ့သည်။ယုံကျူးကကျုံမြို့ဖြစ်တယ်လို့ဗဟိုစခန်းထဲဖြစ်တယ်။အဲ့ဒီမြို့ကျသွားရင်ကျုံအပြစ်ပေးခံရလိမ့်မယ်။ထို့ကြောင့်ကျူးကဲရွှေသည်မြို့ကိုစစ်ကူပေးရန် တောင်ဖက်လမ်းမှတွားခဲ့ပြီးတထားဝေအဆောင်အနေငယ်သာထားခဲ့သည်။ကျောင်းဝီသည်မြောက်ဖက်လမ်းမှချစ်တက်ပြီးစေမိုင်ခန့်ရောက်သောအခါကျူကဲရွှေသည်တထားတွင်မရှိတော့ပြီဟုခတ်မောက်မိသည်။ထို့ကြောင့်ပြန်လည်လာခဲ့ပြီးတက်နောက်ကျော်သည်ရှေ့ပြေးတက်ဖြစ်လာသည်။သူသည်တံတားတွင်ရှိသောတက်အနေငယ်ကိုတိုက်ထုတ်ခဲ့ပြီးရန်သူစခန်းကိုမိရှုခဲ့လေသည်စစ်ချီတက်နေသောကျူကဲရွှေသည်မိခိုးတို့ကိုမြင်သောအခါအမြန်ပြန်လှည့်လာခဲ့သည် တော်တော်အခါနောင်သွားခဲ့ကြပြီရှုတက်ကြီးသည်တံတားကိုဖြတ်သွားပြီဖြစ်သောကြောင့်သူအလရဲတော့ပြီကျောင်းဝီသည်တံတားကိုဖြတ်ကျော်ပြီးမကြမီဝင်တက်တက်တက်ကိုတွေ့ခဲ့သည်ထိုတက်ကိုဥဆောင်သူမှာသူစစ်သူကြီးများဖြစ်သည့်လျောက်ခွာနှင့်ကျောင်းကြီးတို့ဖြစ်သည်တက်နှစ်ခုတို့သည် ပေါင်းစည်းကအတူကြီးတက်ကြသည်လျောက်ခွာမှာကျွန်တော်တို့ကို အဖက်ဖက်ကဝိုင်းတိုက်နေခဲ့တယ်ရိတ်ခါလန်းကြိုးလေးပိတ်ထားတယ်ကျွန်တော်အမြင်ကတော့ ဆောင်ပန်ခန့်တက်ကိုအရင်ဆုတ်ပြီးစီစဉ်ဆွဲရမယ်တို့တော့ဆောင်ဝေမလက်မခံခြင်းပြီထို့နောက်တိုင်အိုင်နေဇံဝေတို့သည်စစ်ကြောင်းဆဲကြောင်းဖြင့်ချီတက်လာကြောင်းကိုသိခဲ့သည်ဆောင်ဝေမရန်သူတို့ကိုရင်ဆိုင်လိုတော်လဲလျောင်ဟွာမဒီရေဖြူနေကကျင်းမြောင်းပြီးရန်သူတွေကိုတိုက်ခိုက်အောင်နိုင်ဖို့ကဖြစ်ခဲ့တယ်ဒီတော့ဆောင်ပန်ခန့်တက်ကိုပဲတွားတင်မယ်ကျွန်တော်တို့တို့တွေအဲ့ဒီခန့်တက်ကိုသာဆုံးရှုံးသွားရင်တော့လွတ်လန်းမရှိတော့ဘူး နောက်ဆုံးတွင်ចောင်းវិកតបោទူခဲ့ပြီးឈីတက်ခဲ့လေသည်ខန့်တက်အနာတို့ရောက်တော့အခါဘုံတန်တို့ကိုចားလိုက်ရတယ်လို့အလန်တို့ကိုလည်းမျက်နှာရသဖြင့်ခန့်တက်သေးတွင်တတတတ်ရှိနေចောင်းကိုသိခဲ့သည်အဆုံးထိလိုက်ပါနာဆင်ပြီးခဲ့ကြတဲ့သူတဦးတယောက်ချင်းစီကို22ပဲကျေစုတင်ရှိပါရဲ့ရှင်နောက်အခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်အားပေးကြပါအောင်ရှင်